ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာဒေးကိုဖမ်းဆီးလိုက်နိုင်တာဟာအပြည်ဆိုင်ရာရာဇဝမှုတရားရုံး ICC အတွက်သာမကဘဲနဲ့ကမ္ဘာလုံးဆိုင်ရာတရားစီရင် Universal Jurisdiction အတွက်ပါအမှန်တမ်းအရေးကြီးတဲ့သမိုင်းစာမျက်နှာဖြစ်ပါတယ်ဒူတာဒေးဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေအတွက်နယ်သာလန်နိုင်ငံဒီဟိတ်မျိုးကိုလွှဲပြောင်းခံရတဲ့အရှိတောင်အရှာကပထမဆုံးနိုင်ငံခေါင်းဆောင်ဖြစ်ပါတယ် ICC ကပြန်ထွက်ထားုံနဲ့ ICC အဖွဲ့ဝင်မဟုတ်ုံနဲ့ တရားစီရင်မှုကလည်းရှောင်လွှဲနိုင်မှာမဟုတ်ဘူးလို့ပြသနိုင်တဲ့ဥပမာကောင်းလည်းဖြစ်လာပါတယ်။အဲ့တော့ဒီတစ်ပတ်လှုပ်လှရှားရှားကဘာတော်အစည်းအဝေးမှာ ICC ဘလို့လဲပတ်နေတယ်လဲနိုင်ငံတရားစီရင်မှုပြဿနာဒူတာတေးပြီးရင်ဘယ်သူလဲလဲဆိုတာတွေတင်ဆက်သွားမှာဖြစ်ပါတယ်။2002ခုနှစ်မှာနယ်သာလန်နိုင်ငံဒီဟိတ်မြို့မှာတည်ထောင်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံးဟာလူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝတ်မှုလူသားမျိုးနွယ်စုပေါ်ကျူးလွန်မှုနဲ့ရန်လိုကျူးကျော်မှုဆိုတဲ့ရာဇဝတ်မှုတွေအတွက်လူပုဂ္ဂိုလ်တွေကိုတရားစွဲဖို့ ဖန်တီးထားတဲ့ကမ္ဘာပထမဆုံးအမြဲတမ်းခုံရုံးဖြစ်ပါတယ်။တာဝန်ယူမှုတာဝန်ခံမှုရှိရေးဆိုတဲ့ကမ္ဘာလုံးဆိုင်ရာဂရီကွေကိုကိုစားပြုပါတယ်။နိုင်ငံနဲ့ချီတဲ့ရာဇဝတ်မှုကြီးတွေမှာအ धिक ကျူးလွန်တဲ့လူပုဂ္ဂိုလ်ကိုတနိုင်ငံချင်းစီရဲ့တရားစီရင်စနစ်တွေကနေ CMO ပြက်ကွက်တဲ့အခါဒါမှမဟုတ်စီရင်နိုင်စွမ်းမရှိတဲ့အခါဖြည့်ဆွတ်စီရင်ပေးရတာမျိုးဖြစ်ပါတယ်။ဒါကိုပဲဖြည့်ဆွတ်တရားစီရင်ပိုင်ခွင့် complementary jurisdiction လို့တုံးဆွဲပါတယ်။ လက်ရှိမှာအဖွဲ့ဝင်နိုင်ငံ125နိုင်ငံနဲ့တနှစ်ကိုယူရို195တန်းခန့်ဘတ်ဂျက်နဲ့လေပတ်နေတဲ့ ICC ဟာပြစ်ဒဏ်ကင်းလွတ်နေတဲ့သူတွေကိုကင်တွယ်ဖို့အတွက်နိုင်ငံတကာရဲ့ကြိုးပမ်းမှုကိုကိုစားပြုပါတယ်။ဒါပေမဲ့ထိရောက်မှုနဲ့တရားမျှတမှုကတော့မိကုန်းထုတ်စရာတွေရှိနေပါတယ်။အစောပိုင်းမှာအာဖရိကခေါင်းဆောင်တွေကိုကြီးပဲပြစ်မှတ်ထားတာများတဲ့အတွက် Nature စနစ်သေးလို့ဆွဆွဲခံခဲ့ရသလိုအာဖရိကနိုင်ငံတွေကြားမှာလည်းယုံကြည်မှုထိခိုက်ခဲ့ရပါတယ်။ဒီကနေ့ကမှတော့ ICC ကကင်တဲ့မှုတွေဟာနေရာစုံမှာရှိလာပြီးတော့ ပါလက်စတိုင်းယူကရိန်းဗင်နီဇွဲလားမြန်မာနဲ့လက်တော့အထင်ရှားဆုံးဖိလစ်ပိုင်အထိပါကျယ်ပြန့်လာပါတယ် ICC ကကမ္ဘာတစ်လုံးမှာအမှုပေါင်း32မှုပဲကင်တွယ်ပူးပါတယ်လက်ရှိအချိန်ဒီ ICC က71ဦးကိုပဲပြည့်စုံအောင်ဆုံးဖြတ်ထားနိုင်ပြီးတော့၄ဦးကိုတော့အပြည့်မရှိဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်ဒီဟိတ်မှာရှိတဲ့ထိန်းသိမ်းရေးစင်တာမှာလူ22ဦးထိန်းသိမ်းထားပြီးတော့မဖမ်းနိုင်သေးတာကတော့32ဦးရှိပါတယ်တေဆုံးတော့လို့အမှုပိတ်ပေးလိုက်ရတာတော့9ဦးရှိပါတယ်အပြည့်ရှိအောင်ဆုံးဖြတ်နိုင်ခဲ့တဲ့71ဦးမှာ6ဦးကပဲ လူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုလိုအဓိကပြစ်မှုတွေနဲ့ပတ်သက်ပါတယ်။ကျန်တဲ့သူတွေကတော့တပ်သေးလိန်လေတာမျိုးဆက်ဆက်ပြစ်မှုတွေပဲဖြစ်ပါတယ်။အဲ့ဒီအပြစ်ပေးနိုင်ခဲ့တဲ့၆ဦးစလုံးကလည်းဒီယာကွန်ဂို မာလီနဲ့ယူဂန်ဒါကအာဖရိကစစ်သွေးကြခေါင်းဆောင်အမျိုးသားတွေကြီးပဲဖြစ်ပါတယ်။ထောင်နံကတော့၉နှစ်ကနေအနည်း30အထိချမှတ်ခဲ့ဖူးပါတယ်။အမြင့်ဆုံးပေးနိုင်တဲ့ပြစ်ဒဏ်ကတော့တသက်တကျုံးဖြစ်ပြီးတော့တေးတာမရှိပါဘူး။ မွေးရစေဝါတိုက်ဖြည့်ရေးစစ်ပွဲမှာလူ6000ကနေ3000လောက်ထိဥပဒေပတက်ဖြတ်ခဲ့တယ်ဆိုရယ်စွဲချက်တော့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေးကိုရုံးတင်စစ်ဆေးတော့မှာဖြစ်ပါတယ်ဖိလစ်ပိုင်မှာမွေးရစေဝါတိုက်ဖြတ်ဖို့အညာတာမဲ့ရဲရဲဆက်ဆက်နှိမ်နှင်းမယ်ဆိုတဲ့ဂရီးနဲ့ဒူတာတေးဟာ2016မှာသမ္မတဖြစ်လာခဲ့ပါတယ်မနီလာပင်လယ်အော်မှာအလောင်းတွေပုံနေမှာဖြစ်လို့ငားတွေတောင်ဝါဖြိုးလာလိမ့်မယ်လို့ကြွေးကြော်ခဲ့သူဖြစ်ပါတယ်မွေးရစေဝါတိုက်ဖြတ်ရေးဆိုတဲ့ရွေးချက်ကောင်းပေမဲ့ယုံမတင် တရားမဝင်မဲနဲ့ဥပဒေပါတပ်ဖြတ်ခဲ့မှုတွေကြောင့်2018ခရဲက ICC ကစုံစမ်းစစ်ဆေးနေကြတာဖြစ်ပါတယ်။တည်ဆုံးသူအများစုဟာမျိုးပြစင်ရသားရက်ွက်တွေကအမျိုးသားတွေဖြစ်ပြီးတော့လမ်းမပေါ်မှာပဲရဲတပ်ဖွဲ့ဝင်တွေဘသူဘယ်ဝါမှမသိတဲ့တိုက်ခိုက်သူတွေပြစ်သက်ခံခဲ့ရတာဖြစ်ပါတယ်။ ICC ရဲ့စုံစမ်းစစ်ဆေးမှုမှာဒူတာတဲ့ဒါဘာအိုမျိုးတော်ဝင်လုတ်ခဲ့ခြင်းကစပြီးတော့တမနာဖြစ်ပြီးတဲ့နောက် ICC ကနေဖိလစ်ပိုင်နှုတ်ထွက်ခဲ့တဲ့ 2019မတ်လအထိမူးယစ်နှိမ်နှင်းရေးခေါင်းစဉ်အောက်ကနေဥပဒေပတ်ဖြတ်မှုတွေပါဝင်ပါတယ်။ဒါကြောင့်လဲဒူတာတွေကဖိလစ်ပိုင်နိုင်ငံကို ICC အဖွဲ့ဝင်ဖြစ်ကနေ2019မှာနှုတ်ထွက်စီခဲ့ပါတယ်။အဲ့ဒီလိုနှုတ်ထွက်ခဲ့တဲ့အတွက်လက်ရှိမှာဖိလစ်ပိုင်ကအဖွဲ့ဝင်မဟုတ်တော့ပေမဲ့လက်ရှိသမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ The office has been investigating the situation of the Philippines for some time in relation to the so called war on drugs. last month under the supervision of Deputy Prosecutor Manjay Niang, the team submitted a warrant application to the judges of the pre-trial chamber. The judges have issued that warrant and it's been executed. And in issuing the warrant, the judges have found reasonable grounds to believe that Mr. Duterte has uh, committed the crime of murder. Um, as the founder, as the head of the so called Davao uh, Death Squad, as the mayor of Davao City, and then later as the president of, of the Philippines between 2011 and 2019. ဒူရာရီအဖမ်းခံရတာဟာ ICC ပိုအားကောင်းလာတာကိုဖော်ပြရရောက်ပါတယ်။လက်ရှိမှာ ICC ဖမ်းဝရမ်းထုတ်ကန်ထားတဲ့အထင်အထင်ရှားဆုံးကတော့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုလို့ဖြစ်ပါတယ်။ နေရာဦးကတော့ဂါဇာမှာနှိမ့်ဆက်ညှဉ်းပန်းတာအာရမငတ်မော့ခေါင်းပေါအောင်လုတာပါဝင်ဆွေချက်တွေနဲ့ရင်ဆိုင်နေရတယ်လို့ပူတင်ကလည်းယူကရိန်းကလေးငယ်တွေကိုအာရမနှင်ထုတ်တာလွှဲပြောင်းခေါ်ယူတာတွေနဲ့ပတ်သက်တဲ့စစ်ရာဇဝတ်မှုတွေအတွက်ဆွေချက်တင်ခံထားတာဖြစ်ပါတယ်။နေရာဦးနဲ့တူဟာမတ်ခေါင်းဆောင်တွေကိုပါဖမ်းရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ will prevent the state of israel from defending its citizens The truth is that only with a change အမှန်တော့အဲ့ဒီနိုင်ငံကတော့အစိုးရအပြောင်းလဲတကယ်ကိုအခြေခံကြတဲ့အစိုးရအပြောင်းလဲဖြစ်မှသာ နေတန်ယာဟုဒါမှမဟုတ်ပူတင်ကိုဖမ်းပြီးတော့ ICC ကိုလွှဲပြောင်းပေးမယ့်အခြေအနေရောက်မှာပါဒါပေမဲ့ဒီလိုတွေကဖြစ်တတ်ပါတယ်နိုင်ငံရေးမှာအချိန်တိုတွင်ဘာမဆိုဖြစ်သွားနိုင်ပါလဲလေးစားခံရတဲ့နိုင်ငံကောင်းဆောင်တယောက်ကတခဏချင်းမှာတွင်စီယာဆွေးကောင် ဖြစ်သွားနိုင်ပါလဲဆလိုဗိုဒန်မီလိုစီဖစ်ဆိုရင်ဒါမျိုးဖြစ်ခဲ့တာပါသူကယူဂိုစလာဗီးယားနဲ့ဆာဗီးယားရဲ့သမ္မတဖြစ်ခဲ့တယ်ဒေတမာနီတိုးနဲ့ညှိနှိုင်းဆွေးနွေးတဲ့မိဖက်ဖြစ်ခဲ့တယ်ပြီးလည်းပြီးရောစီယာဆွေးမှု လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့လူမျိုးတွန်းတက်ဖြတ်မှုတွေအတွက်အဖမ်းခံလိုက်ရရောသူတွေတော့ထောင်ထဲမှာပဲတည်တာပါပဲဒါကြောင့်နိုင်ငံကြီးကပြောင်းလဲသွားနိုင်ပြီမဲ့ဖမ်းဝရမ်းတွေကတော့အမြဲတည်ရှိနေမှာဖြစ်ပါတယ်အဲ့ဒီအမြင်အရဆိုရင်ဖမ်းဝရမ်းတွေကနိုင်ငံကြီးပေါ်အာသာချက်ရှိတယ်လို့ပြောနိုင်ပါတယ်ဝရမ်းလျှောက်ထားခံရတာကတော့စစ်ကောင်စီကောင်းဆောင်မင်းအောင်လည်းပဲဖြစ်ပါတယ်2021မှာအစ်အာနာသိမ့်ပြည့်နောက်ပိုင်းမြန်မာနိုင်ငံမှာလူ့ခွင့်ရေးချိုးဖောက်မှုတွေကြေကြေပြန့်ပြန့်ဖြစ်ပွားနေကြတာပါ။ဒါပေမဲ့မင်းအောင်လည်းကတော့ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ဆက်နွယ်ပြီးတော့အာရမအစုလိုက်နှင်ထုတ်တာတွေအစုလိုက်တပ်ဖြတ်တာတွေကျေးရွာတွေကိုစနစ်တကျဖျက်ဆီးတာတွေအပါအဝင်ရိုဟင်ညာလူနည်းစုပေါ်လူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဇဝဲမှုတွေကျူးလွန်ခဲ့မှုတို့ဝရန်ထုတ်ပေးမှု ICC ရှေ့နေကြောတောင်းဆိုထားဖြစ်ပါတယ်ကြေကြေပြက်ပြက်လွတ်လွတ်လပ်လပ်နဲ့ဗမ်းမလိုက်ပဲစုံစမ်းစစ်ဆေးပြီးတဲ့အခါကျွန်တော်ယုံကဘိုးချုပ်မှုကြီးယာယီသမရမင်းအောင်လိုင်းမြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာမြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့အစိတ်တပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကျူးလွန်ခဲ့တဲ့ရိုဟင်ဂျာတွေကိုပြည်နှင်သားနဲ့နှိမ့်မနှိမ့်ဆက်တာတွေဆိုတဲ့လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ပြစ်မှုကြောင့်ရတာဝန်ရှိတယ်လို့ယုံကြည်ဖို့တင့်တော်တဲ့အကြောင်းပြချက်တွေရှိတယ်လို့ကောက်ချက်ချပါတယ်။ဒီရာဇဝတ်မှုတွေကို2018ခုနှစ်ဩဂုတ်လ25ရက်ကနေ2018ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ဒီဇင်ဘာလ31ရက်နေ့အကြာမှာမြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့တပ်မတော်ရဲတပ်ဖွဲ့ နေကြောင်းတပ်ဖွဲ့ရိုရင်ဂျာမဟုတ်တဲ့ရဲသားတွေရဲ့ကူညီထောက်ပံ့မှုနဲ့ကျူးလွန်ခဲ့တယ်လို့ကျွန်တော်ယုံကဆွဆွဲပါတယ်။ဒါဟာကျွန်တော်ယုံကတင်သွင်းတဲ့မြန်မာအစိုးရအစ်မြေရာရှိတယောက်ကိုဖမ်းဝရမ်းထုတ်ဖို့ပထမဆုံးရှောက်ထားမှုဖြစ်ပြီးနောက်ထပ်လည်းဆက်လာအောင်မှာဖြစ်ပါတယ်။ ICC ကိုကုလသမဂ္ဂနဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်အများပြားကထောက်ခံထားကြပြီးမြန်အမေရိကန်တရုတ်ရုရှားလိုကမ္ဘာအင်အားကြီးနိုင်ငံတွေကတော့အဖွဲ့ဝင်မဟုတ်ပါဘူး။ ဒီချက်ကပဲကမ္ဘာလုံးဆိုင်ရာတရားစီရင်စနစ်အတွက်အဓိကစိန်ခေါ်မှုအဓိကပြဿနာ ဖြစ်နေပါတယ်။ဒါကြောင့်လဲဝရမ်းထုတ်ထားသူတချို့ကိုအခုချိန်ထိမဖမ်းနိုင်သေးတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံအဖွဲ့ဝင်မဟုတ်ပေမဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုအချို့ဟာအိန္ဒိယ ICC အဖွဲ့ဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့အတွက်စီရင်ပိုင်ခွင့်ရှိတယ်လို့တရားသူကြီးတွေက2018နဲ့2019မှာဆုံးဖြတ်ခဲ့ပါတယ်။အစ္စရေးကလည်းအဖွဲ့ဝင်မဟုတ်သလိုစီရင်ပိုင်ခွင့်ကိုအတိအမှတ်မပြုတ်ပေမဲ့ပါလက်စတိုင်းနယ်မြေကို ICC အဖွဲ့ဝင်ဖြစ် 2015မှာအသိမှတ်ပြုထားခဲ့ပါတယ်။ဒါကြောင့်အစ္စရေးနယ်မြေထဲမှာဟာမတ်စ်ကကျူးလွန်ခဲ့တာတွေရောဂါဇာကမ်းမြောင်မှာအစ္စရေးကကျူးလွန်ခဲ့တယ်ဆိုတာတွေရောတရားဝန်ကစစ်ဆေးစီရင်ပိုင်ခွင့်ရှိတယ်လို့သတ်မှတ်ထားဖြစ်ပါတယ်။ရုရှားယူကရိန်းကိစ္စမှာတော့ရုရှားက2016မှာ ICC ကနေထွက်ခဲ့ပြီးတော့ယူကရိန်းက2025ဇန်နဝါရီလ1ရက်နေ့မှာဝင်ရောက်တာဖြစ်ပါတယ်။ဒါပေမဲ့နယ်မြေအတွင်းမှာကျူးလွန်ခံခဲ့တဲ့ကိစ္စတွေအတွက် ICC ရဲ့စီရင်ပိုင်ခွင့်ကိုလက်ခံတယ်လို့ယူကရိန်းကအစောပိုင်းကတည်းကကြေညာထားခဲ့တာဖြစ်ပါတယ်။ တမိုင်းရမမထင်နေရှိတာကတော့နိုင်ငံခေါင်းဆောင်တွေထဲမှာပထမဆုံးဖန်ဝရန်ထုတ်ခံရတဲ့ဆူဒန်ခေါင်းဆောင်အိုမာအယ်ဘာရှားဖြစ်ပါတယ်။အာဏာသိမ်းခံရလို့သာပြုတ်ကျပြီးအဖမ်းခံရနိုင်ငံတွင်းမှာတရားစွဲခံရထောင်ကျခဲ့ရပြီမဲ့အခုချိန်ထိ ICC ရောမရောက်သေးပါဘူး။ဒါပေမဲ့ ICC ရဲ့အောင်မြင်နိုင်ခြင်းအလားအလာကိုတော့ယူဂိုစလာဗီးယားနဲ့ဆာဗီးယားခေါင်းဆောင်ဆလိုဗိုဒန်မီလိုဆေဗစ်ကအမှုကတက်ပြီးပြထားပါတယ်။အာဏာရတဲ့အချိန်ကနေရာထူးကဆင်းပေးရချိန်ထိအစောပိုင်းသူဆိုရကကာဝယ်ပေးထားပြီမဲ့နိုင်ငံကဖိအားနဲ့ ပြောင်းလဲလာတဲ့ပြည်တွင်းနိုင်ငံရေးတွေကြောင့်2000ပြည့်နှစ်အစောပိုင်းမှာမီလိုဆိုဗစ်ချာစစ်ရာဇဝတ်မှုတွေအတွက်ဖမ်းဆီးခံရပြီးတော့တရားစွဲဆိုခံခဲ့ရပါတယ်။နိုင်ငံရေးအခြေအနေတွေဟာအကောင့်ဘက်ကိုညှဉ်းညွတ်တဲ့အခါကျရင်နိုင်ငံတကာတရားစီရင်ရန်ရဲတွေထိထိရောက်ရောက်လဲပဲနိုင်နေဆိုတာတသက်ပြခဲ့တဲ့ကိစ္စဖြစ်ပါတယ်။အခုဒူတာတင်းကိုဖမ်းလိုက်တာကလည်းရောမစာချုပ်ကထွက်ထားတဲ့နိုင်ငံတွေကနိုင်ငံသားတွေအပေါ်မှာစီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ICC ရဲ့ရည်တည်ချက်ကိုအကောင့်သွားစီပါတယ်။ဒါဟာကျွင်းကြံရစ်တဲ့တာဝန်ဝေတရား residual obligations လို့ခေါ်တဲ့စာချုပ်တစ်ခုကနေထွက်သွားရင်တောင်မှစာချုပ်ဝင်အဖြစ်ရှိခဲ့စဉ်ကလောက်ရတဲ့အတွက်တာဝန်ရှိမှုကိုအကျုံးဝင်စီတာဖြစ်တယ်လို့လည်းသုံးသပ်ကြပါတယ်ဒီကိစ္စကအစီအလုံးတည့်တာဖြစ်လာရင်မြန်မာဘင်္ဂလားဒေ့ရှ Israel Palestine Russia Ukraine ကိစ္စတွေမှာပါအသုံးချနိုင်လာမှာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့ကိစ္စကတော့အမှုဆွဲခံရနိုင်ခြေရှိတော့မှ ICC ကနေနှုတ်ထွက်တာမျိုးအလုံးမဖြစ်ဘူးဆိုတော့တာတခတ်တည့်ပေါ်ပေါက်လာစီတာဖြစ်ပါတယ်လူတွေလူတွေ တကယ်တမ်းမှာတော့ဖိလစ်ပိုင်နိုင်ငံထဲကမာကိုစ်မိသားစုနဲ့ဒူတာတေးမိသားစုနိုင်ငံရေးအကွဲပြဲကြောင့်လက်ရှိသမ္မတမာကိုစ်ဂျူနီယာကသမ္မတအောင်ဒူတာတေးကိုထိုးကြွေးလိုက်တာလည်းဖြစ်ပါတယ်။ဒါမဲ့ဒီကိစ္စအထင်မှားပဲနဲ့ကြောက်စရာကောင်းတဲ့အမှန်တရားတရားကိုလင်းဟပြလိုက်ရလဲရောက်သွားပါတယ်။အဲ့ဒါကတော့နိုင်ငံတကာတရားစီရင်မှုတွေကရှောင်လွဲနိုင်ဖို့အတွက်ပြည်တွင်းနိုင်ငံရေးမာမိတ်ဖွဲ့ထားမှုဟာထင်သလိုအလုံးမဖြစ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။တဲ့နေသေးသေးကိုအာနာရှိနေသေးသေးတော့ဘေးကင်းနေဦးမှာဖြစ်ပေမယ့်အချိန်မီထိုးကြွေးခံရနိုင်တယ်ဆိုတဲ့သတင်းစကားဖြစ်ပါတယ်။ ဗီနီဇိုလာမှာဆိုရင်တိုက်ခိုက်ညွန်ပေါင်းကသူတို့က2026ရွေးကောက်ပွဲနိုင်ရင်လက်ရှိသမ္မတမာဒူရိုကို ICC ပို့နိုင်ဖို့ကူညီပေးမယ်လို့ပြောထားပါတယ်။ဂွာဒီမာလာမှာလည်းတိုင်းသားမျိုးနွယ်စုတွေကိုလူမျိုးသုံးတက်ဖြတ်မှုတွေအရင်ဆိုးရတာဝန်ရှိသူတွေကို ICC တင်ဖို့ကြိုးပမ်းနေကြပါတယ်။တဖက်မှာလည်းနိုင်ငံတော်တရားစီရင်ဆိုတာကမူဝါဒကိုအခြေခံတဲ့တရားရေးဂရီကိုဝက်တဲ့ပြည်တွင်းနိုင်ငံရဲ့အခြေအနေကသာအဓိကကြာနေတယ်လို့ဖြစ်လာမှာကိုလည်းစိုးရိမ်နေကြပါတယ်။တရုတ်ကလည်းဒူတာတွေအဖန့်ခံရတာဟာ ပွင့်လင်းမြင်သာမှုအယောင်ဆောင်ထားတဲ့နိုင်ငံရေးနှိမ့်ကွက်မှုလို့ဝေဖန်ထားပါတယ်။ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေးကိုလက်ထက်အပြစ်သုံးဆွဲရဆိုတဲ့ဆွဆွဲခံမှုဟာရုရှားနဲ့အစ္စရေးလိုအဖို့ဝင်မဟုတ်တဲ့နိုင်ငံတွေအပေါ်မှာစီမံခွင့်တက်ရောက်ဖို့ကြိုးပမ်းမှုပေါ်ထိခိုက်စေပါတယ်။ဒူတာတွေကိုဖမ်းလိုက်နိုင်တာကြောင့် ICC နဲ့မြန်မာပြည်ကမင်းအောင်လှိုင်းဗင်နီဇွဲလာကမာဒူရိုတို့လိုအင်အားကြီးမဟုတ်တဲ့သူတွေကိုအရင်ဆုံးအရေးယူနိုင်ဖို့ရမှာအားတက်စရာဖြစ်လာခဲ့ပါတယ်။ သူတို့ပြည်မြန်မာအရေးမှာဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆက်ပြီးတော့ရိုဟင်ဂျာလူနည်းစုကိစ္စနဲ့တည်ပြီးဆွဲချက်တင်တာဖြစ်ပေမဲ့တန်တမန်ရေးနဲ့ပြည်တွင်းနိုင်ငံရေးအပြောင်းလဲဖြစ်သွားခဲ့ရင်တော့ဘာမှမဆိုဖြစ်သွားနိုင်ပါတယ်။တစ်ဖက်မှာလည်း ICC ဝန်ရမ်းကြောင့်မို့လို့မင်းအွန်လိုင်းနဲ့ပူတင်တို့သူတော်ချင်းချင်းသတင်းလေးလေးဖြစ်လာတဲ့ကိစ္စမျိုးလည်းတွေ့ရပါတယ်။ဒါပေမဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာကိုပြည်သူကိုဘုံကျဲတက်ဖြစ်တဲ့ကိစ္စတွေအပါအဝင်တနိုင်ငံလုံးပေါ်ကျူးလွန်တဲ့ပြစ်မှုတွေဟာလည်းအာနာအကူပြောင်းဖြစ်လို့မြန်မာနိုင်ငံသား ICC ရဲ့ဝန်ထမ်းရင်း ရုံတက်ဖို့အမှုရဲတဲ့တပေါင်းနဲ့ပါလာနိုင်တယ်လို့တတိတခြားစီလည်းနောက်တစ်ခုတက်လာနိုင်ပါတယ်ဖလိုင်သမရဒူတာတေးဟာသူ့ຢာတို့ကနားရင်ဒီလိုပြဿနာမျိုးတက်မှာဆိုလို့မာကော့စ်မိသားစုနဲ့ပေါင်းတမိဖြစ်သူကိုဒူသမရနေရာရအောင်လှုပ်ခဲ့ပြီမြင်တကယ်တော့မာမိတ်ပြိုကွဲတဲ့အခါမှာတော့ထိုးကြွေခံရတာဟာနမူနာကောင်းဖြစ်ပါတယ် ICC ဖမ်းမနှံကိုတော့တရားသူကြီးတွေကအတီးပြုတ်ပေးလိုက်ရင် ။မင်းအောင်လိုက်နေနဲ့ရှေ့ကရန်သူလာမကပဲနဲ့။နောက်ကျုပ်ကိုထိုးမဲ့ဓာတ်တွေပါကြောက်လန့်ရမယ်အချိန်ကြီးရောက်သွားနိုင်ပါလေ။လူတာတွေကိုထိုးကြွေလိုက်တဲ့မာကော့ဆိုလူတွေပေါ်မလာဘူးလို့မပြောနိုင်ပါဘူး။မြမပြည်ရဲနိုင်ငံရေးနဲ့စည်ရေးဟာစပွဲပိုင်းမှာတက်ရတော့မယ်အချိန်မျိုးရောက်လာရင်မင်းအောင်လိုက်ကို ICC ပို့မဲ့လင်းပေါ်တင်ပေးလိုက်တာကအဖြစ်တခုဖြစ်လာနိုင်ပါလေ။ ICC ဘက်ကလည်းအရေးယူဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်အပြည်ဆိုင်ရာတာဝန်မှုတာဝန်ခံမှုမှာအင်မတန်အားကောင်းတဲ့စံနမူနာခေါင်းတည်းရဲ့စီရင်နှောင်းခေါင်းတည်းရဲ့ဖြစ်လာနိုင်ပါလေ ဒါတွေကအခုချိန်မှာစိတ်ကွင်းဆန်ကောင်းဆန်နေမှာဖြစ်ပေမဲ့ဒူတာတွေက ပြတ်သားသွားခဲ့တဲ့တခြားတဲ့အချက်တခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ဘယ်ကောင်းတောင်မှတောင်ဝင်မှုတောင်ဝင်ခံမှုကနေအမြဲလူငင်းခွင့်ရမနေဘူးပြစ်ဒဏ်မခံရပဲလွတ်မြောက်နေရဆိုတာဟာနောက်ဆုံးမှအကန့်အသတ်ရှိတယ်ဆိုတာပဲဖြစ်ပါတယ်ခင်ဗျာ။နှုတ်လို့ရှာကြကဘာသွားအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကျွန်တော်စိုက်ခင်နေပါ